ကဘာပြက်တယ်ဆိုတာဟာဆက်ကြပါလားခရီးတသိပ်ပြက်တာကိုပြောတာနော်ဒီတနိုင်ငံလေးငရင်လောက်တာတော့ဘုတနိုင်ငံလေးဘာဖြစ်တာညာဖြစ်တာမိတော်ပေါက်ကွဲတာတို့ဒုက္ခရောက်တာတို့ရေချီးတာတဲ့ဒါတွေကတာမန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်က ဒါလည်းပဲတနေ့တစ်ခါမှကျုံးလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုဘုရားဝါဒတရားတော်အရာအခုခွန်ကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုခတ္တကပ္ပဒီလိုခေါ်တယ်ခရီးငါးစုပွင့်တဲ့ကဘာခရီးငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းညာအရိမတိယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခဏလို့စัจ java လား ဂရေတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားစရာအကြောင်းမရှိသေးဘူး။အဲဒေသပိုင်းဆိုင်ရာတခုခုပြတ်ထမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။နေရင်လောက်တာတော့ရှိနိုင်တယ်။အော်မိလောင်တာတော့ရှိနိုင်တယ်၊ရေမြောတာတော့ရှိနိုင်တယ်။ဒါကတော့အမေရဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာ မရှောင်မလွဲနိုင်တဲ့အနေထားလေးပေါ့။တန်ရာထဲမှာရှိနေလို့ရှိရင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်။အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြေရှင်းတာကတော့ဘာလို့ရမလဲ။ကုသီလကိုအာကိုဖို့စစ္စာတရားဆိုဖို့။နော်။ယရဏတုတ်တို့မေတ္တာတုတ်တို့ဆိုတာလေးအဓိကကတော့အန္တရာယ်ကင်းဖို့ကမေတ္တာကရုဏာမုရိဒာ ဥပိ္ပခာလို့ဆိုတဲ့ဗြမဝိဟာရတရားတွေဘောမြအထုတ်ချဖို့ဆိုကဘာပြည့်ရင်တောင်မှပဲဒါပဲအာကုကဒါပဲအာကုကအဲ့တော့ကဘာကြီးဖြစ်စည်းသည်ဆိုတဲ့အခါကဘာကို ဖြစ်တဲ့အင်အားစုတွေက အပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိတယ်ကဘာကြီးပြည့်အောင် လုပ်တဲ့အင်လူလောကကြီးပျက်စီးအောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်းမရှိဘူးလူတွေထဲမှာပဲရှိတယ်နော် လူတွေရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုကြောင်းလွဲပျက်စီးသွားစေနိုင်တယ်။ဒါကြောင့်မို့လို့လူသားတွေကတိတ်လောဘကြီးတဲ့အခါမှာကဘာကြီးမီးတောင်ပြီးတော့ပျက်စီးတယ်တဲ့။အဲတချို့ကတော့မီးနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေတိတ်ကြီးလို့ရှင် မီးလောင်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်။ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့ အဲ့တော့လောကလူတွေဟာသိလောဘတွေကြီးလာသိလောဘတွေကြီးလာလို့ရှိရင်ကဘာကြီးကမေးလောက်ပျက်စီးနိုင်တယ်။ဘာဆိုတော့လောဘဆိုတာလည်းပဲပြောတာလောဘကလည်းရင်ထဲမှာပူတဲ့အရာတစ်ခု။ဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်းမီးလို့ခေါ်ရာဂမီးဆိုတာအဲ့ဒါရာဂမီးကလည်းလောင်လာပဲလေ။ဒေါသဆိုတာလည်းမီးပဲ။ ဒါချင်းဒီမိနှမီးကဘလို့ထူးခြားတော့လို့ကိုယ့်ဘာကိုစဉ်းစားကြည့်လိုက်ဒေါသမီးကကောက်ရုံးပြီးလို့ပဲဝုံတိုင်းဆိုပြီးသွားတာနော်လောဘမီးကပြီးတယ်လို့မရှိဘူးလောင်းနေတာအမြဲလောင်းလူချင်းမှုဆိုတာယထာမှာရှိပါမရှိဒေါသဆိုတာပြေးသွားတာရှိတယ်လေဒေါသဆိုတာဖြစ်ပြီးရင်တကြစိတ်ကကြည်သွားပြန်အေးသွားတယ်ရာဂဆိုတာကျတော့အဲ့ဒါလို့စိတ်ကြည်အေးသွားတာရှိမှမရှိဘူး လူချင်းမှုကအမြဲတမ်းရှိနေအဲ့တော့ရာဂမိကတမြင်းမြင်းလောင်နေတယ်မိသူလည်းမိပဲဒေါသမိဆိုတော့ဝုန်းတိုင်းလောင်ပြီးတော့ပြတ်သွားတာသူကအဲမောဟမိဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငြိမ့်လို့မရနိုင်တော့တဲ့ခက်ခဲတဲ့မိတမိလို့အဲ့တော့ဆောင်မိတန်ခါနေမှာလူတွေရဲ့တဏ္ဍာမှာယဉ်ွဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့ လူသားတွေလောဘကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတယ်တဲ့လူသားတွေဒေါသကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့လူသားတွေမောဟကြီးပြီးတော့ဘာမှလူတွေဟာလုံတဲ့နာနဲ့မလုံတဲ့နာ ခွဲခြားမသိရဲနဲ့မလုံတဲ့နာတွေလုတ်တယ်မမယင်းနေမောဟ တွေးဝေးတာကိုယ်ကားတွေချက်လာတယ်ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖြတ်စည်းသွားနိုင်တယ်ဆိုတော့ကဘာဖြတ်တဲ့အင်အားစုတွေကဘာတွေရောဆိုမီးတဲ့ရေတဲ့လေတဲ့ကဘာဖြတ်တာအင်အားစုကအဲကဘာဖြတ်တဲ့အင်အားစုကဘယ်မှာရှိတယ်လို့ကဘာမှာပဲရှိတာပဲနိကဘာမှာပဲရှိအဲ့ဒီ ကဘာပြတ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ယင်ထဲမှာ ဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အင်အားတွေချက်တာကဘာပြတ်တဲ့ရေတွေဟာဘာကြောင့်ကဘာပေါ်မှာနှွမ်းလူတွေရဲ့ယင်ထဲမှာဖြစ်ပေါ်ဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့်ကဘာပြတ်တဲ့နေကြီးတွေဟာဘာကြောင့်အင်အားစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မောဟကြောင့် ဒါကဝိတ္တိမဲ့ကျမ်းမှာဒီလိုဆုံးထားတဲ့စကားတစ်ခုเนาะကဘာဖြတ်ပြီး ဖြတ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြတ်တဲ့ဟာရေရလေရမီးရပဲအချိန်များစွာဖြစ်တာမီးကဘာဖြစ်လို့ရောဆိုတော့လူတွေမှာ လောဘကတောင်းကြမ်းလာများတာခုနမြတ်စွာဘုရား ဟောတဲ့အထက်မှာမိစ္ဆာဓမ္မတော့ အတ္တမရာဂတို့ဝိသမလောဘတို့မိစ္ဆာဓမ္မတို့ဆိုတာရာဂတွေကြီးတယ်လေလောဘတွေကြီးတယ်ဒါကြောင့်မလို့အမြဲတမ်းလူတွေကိုလွှမ်းမိုးနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မလို့ဤဖြစ်တဲ့ကဘာကအချိန်ပိုများတယ်တဲ့အဲဤဖြစ်တဲ့ကဘာကပိုပြီးတော့အချိန်များတာပြီးတော့မှရေဖြစ်တဲ့ကဘာပြီးတော့လေဖြစ်တဲ့ကဘာတစ်ခါတစ်ခါလား အဲ့တော့အဲ့လိုဖြစ်တဲ့အခါအခုဗတ္တကဘာမှာအရိမိတ္တရာမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ဖြစ်လူသားတွေဟာအခုကြည့်ပေါ့ဒီပြည့်ပြည့်တက်တန်းနေတိုးလာတယ်ဆိုတာဘုရားမထေရှားတက်တန်းနေတိုးလာတယ်ဘုရားမထေရှားတယ်လူတွေရဲ့အသက်တွေဟာပြည့်ပြည့်ဆိုးရွားဆိုးရွားလာတဲ့အခါမှာ နောက်ပိုင်းမှာဒီစိတ်ကြည်တတန်းတူလာတဲ့အခါလူတွေမှာဘာဖြစ်လာတော့ဆိုအမတမပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်အဲ့ဒီအမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နက်တွေအမျိုးစုံတီထွင်လာကြတယ်အစွမ်းထက်တဲ့လက်နက်တွေကိုအသုံးပြုပြီးတော့လူသားတွေဟာကိုယ်နေထိုင်တဲ့ကမ္ဘာကြီးကိုဖျက်ဆီးကြတယ်ဒီတိုင်းပဲလား ထစီပြစ်တာအေးနောက်ဆုံးမှာတံဝေကတွေရပြီးတော့ကိုယ်စိတ်ကိုချိုးနှိမ်ပြီးတော့လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုချင်းတရားကို ပြန်ပြီးတော့တတိယလာတဲ့အခါမှာလူသားတွေရဲ့တတဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ် အဲ့ဒီလိုတက်လိုက်တာလူသားတွေကောင်းရင် ကောင်းသလောက်ဆိုပြီးတော့တက်တန်းကြီးကရှည်လိုက်တာအသင်ခြေထီးအောင်ရှင်လူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်သွားအောင်မယ်အဲ့ဒီကနေတခါပြန်ပြီးတော့လူတွေအကျဉ်းစာရိတ္တပြက်မှုကိုအကြောင်းပြုပြီးတက်တန်းနေပြန်ဆုတ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 ်လာတဲ့အခါတသိန်းကအောက်ရောက်လို့ အသက်ဟာ၈000တန်းဆိုတဲ့အခါမှာ အရိမတရားမြတ်စွာဘုရားပွဲမယ်တဲ့အဲ့ဒီအတွင်းကြည့်အောင်တော့ဒီကဘာကြီးခုနကလိုပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေကဘာကြီးဟာလုံးဝခုနတည်းမှာမိတို့ရေတို့လေတို့ကြောင့်ဖြစ်တာမျိုးမပြက်ဘူးပေါ့ဒေသအလိုက်ငရင်လှုပ်လို့တော့ပါရေတွန်းလို့တော့ဒီလိုဟာမျိုးတော့ရှိမှာပါ ရှင်းတော့ရှင်းပဲမနေနိုင်ဘူးဒါတော့ရှင်းတော့အဲ့ဒါလို့အနည်းရှိတောင်းတန်းကြတော့အရိပတိယမြတ်စွာဘုရားပွင့်နေလူတွေဟာရွှေခေတ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမတမငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှာဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗဒ္ဒကဘာကြီးဟာလည်းပြည့်စည် ။ဘာလို့လဲဆိုမြတ်စွာဘုရားဟောထားတာလေ။တပ်ပြီးသင်္ခါရအနိစ္စ။ဘေယာမထာဝရတည်ရှိတာရှိပါမရှိဘူး။ဒီနေ့တစ်ချိန်ကပျက်စီးရတေးချာတယ်။ရေကြီးလက်ခတ်မလွယ်ပျက်စီးမှာပဲ။အေးအဲ့ဒီတော့အခုလို့မီးတို့ရေတို့လေတို့ကနေပြီးတော့ကဘာကြီးကိုဖြတ်စည်းလို့ကဘာကြီးပြတ်တယ်ဆိုတာဘယ်တိုင်းသာအထိပြတ်သွားတော့ဆိုတော့ မြတ်စွာဘုရားသခင်ကိုရောပြရဲ့တရားတော်ကြီးပြတ်နှံ့ရပြတ်နှံ့နေဆိုတာလူသားတွေပေါ်မဟုတ်ဘူးဆက်ကြပါလားဂရေတသိန်းဆိုတာအများအားဖြင့်တော့နတ်တွေပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူကူနဲ့လာရောက်နားနိုင်တာနတ်တွေပြမာတွေပဲဆက်ကြပါလားဂရေတသိန်းမှာရှိတဲ့နတ်တွေပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကို နိုင်ယူမှသားပြီးတော့လက်ခံထားကြအဲ့တော့ကဘာပြက်ပြီဆိုရင်တခါပြက်ရင်စက်ကြဝလာဂရေတသိန်းထီအောင်ပြက်တယ်တဲ့နော်စက်ကြဝလာဂရေတသိန်းပြက်တယ်အဲ့ဒါလို့ဂရေတသိန်းထီအောင်ပြက်တဲ့အခါမှာမပြက်ခင်ဘလောက်ကကြိုတင်ပြီးတော့သိရတယ် အနှစ်တသိန်းကလည်းကျွတ်တင်ပြီးတော့သိတယ်။ကဘာပြတ်တော့မယ်ဆိုတာဘသူတွေကသတင်းပေးတယ်လေလို့ဆိုရင် စာထဲမှာပါတာကိုပြောနော်ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာ မရှိဘူးလို့ပြောကောင်းပြောလို့ရတယ်။ရသော်ဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်။ကောတတ္ထာတာဘသူယုံမလဲတဲ့ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတော့တဏ္ဍာပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့ အညတရဒိဋ္ဌပတိဟိတရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတပန်ပုဂ္ဂိုလ်ကလွင်ရင်ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပွဲရမရှိဘူး။ယုံကြမှာမဟုတ်ဘူး။သောတပန်ဖြစ်ရင်တော့ယုံပြီပေါ့။ဟော။တသဗျာဒီလိုဟောတာရှိတယ်။အညတရဒိဋ္ဌပတိဟိသစ္စာလေးပါအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ကအေးတနည်းပြည့်မယ်ဆိုတာသူကလက်ခံပြီးသား။ အနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်ကတဏှိပြတ်တယ်ဆိုဟုတ်တယ်ပြက်ကိုပြက်လောကလက်ခံနေလောကယုံနေကျန်တဲ့ပုဂ္ဂိုလ်တွေကတဏှာရှိကောင်းရှိလိမ့်မယ်ဒီလိုဆိုလို့ရနော်ကောမန္တာကောတတ္ထာတာကဘာကြီးတနေ့ကျပြက်မယ်ဆိုရင်ဘသူသိပြီဘသူကယုံကြည်မလဲဆိုဘသူမှယုံမှာမဟုတ်ဘူးတဲ့သို့သော် သောတပန်ပုဂ္ဂိုလ်တွေကလွဲတဲ့တမာ ပုဂ္ဂိုလ်တွေဘယ်သူမှယုံမှာမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကတော့ယုံနေတယ်လို့လည်းဆိုရဲရဆက်အဲ့ဒီမှာကဘာပြတ်တော့မယ်ဆိုရင်ရုပ်ချင်း ကောက်ပြီးတော့ပြတ်တာမဟုတ်ဘူးလောကဂျူဟာလို့ဆိုရဲကာမဘုံကနတ်တည်းတရင်ပေးတဲ့နတ်တည်းရှိတယ် လောကဗျူဟာဆိုတဲ့သတင်းပေးတဲ့လက်တည်။အိုးသဘင်ကြီးကိုဖာရဖြေချပြီးတော့တကယ်ကိုနိညာနဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမှုရာနော်အဲ့ဒီအမှုရာနဲ့သူတို့ကလူပြေကို လာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ် အနှစ်တသိန်းကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိမ့်မယ်တဲ့ဟောသတင်းပေးတယ်အဲ့တော့ကဘာကြီးပြက်လိမ့်မယ်ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထမေတ္တံမာရိတံဘာဝေထဟောမိษွေတို့မိษွေတို့တငယ်ချင်းတို့မေတ္တာကိုပွားကြပါအချင်းချင်း ဉာဏ်မြဖြစ်ကြပါနဲ့ကရုဏာဘာဝေတ္တပါကရုဏာထားကြပါပုရိတာဘာဝေတ္တပါတဝူကြီးပွားတာတဝူမနာလိုမဖြစ်ကြပါနဲ့ဥပိ္ပခဘာဝေတ္တပါတတ္တဝါဆိုတာကံအတိုင်းပဲဖြစ်တာမို့ရံမလုံးကြပါနဲ့မတွေ့တာကြပါနဲ့သူကံနဲ့သူသွားကြမှာပါမေတ္တာကရုဏာပုရိတာဥပိ္ပခဆိုတဲ့တရားတွေပွားများအထောက်ဖို့ဆိုပြီးတော့ လက်ပြီးတော့သူတို့ပြောတာတိုက်တော်လားအမှန်တော့မစိတ်ဆင်းရဲပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်းစောပြီးတော့ပြောတာခြေညာချက်ထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာအဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့မေတ္တာကရုဏာမုရိဒာဥပေက္ခာဆိုတဲ့ဒီတရားဒါလွယ်လို့ဘာမှလုပ်ဆရာမှမရှိနိုင်ဘူး အန္တရာယ်တွေကကင်းညင်တယ်ဆိုလို့ရှိရင်ခွန်ကြီးတို့တွေမှာအခုချိန်မှာကဘာမှာမေတ္တာကနဲလာတာဟုမေတ္တာတွေနဲလာတယ်မေတ္တာတွေနဲတဲ့ကြောင့်မို့လို့ကိုယ်အကျိုးစီးပွားကိုယ်ကြည်လာတယ်သူများရဲ့အကျိုးစီးပွားကိုသိမကြည့်ဘူးနိုင်ငံနဲ့နိုင်ငံနဲ့ကြည်လေနိုင်ငံနေနိုင်ငံနေဟာကိုယ်အကျိုးစီးပွားကိုယ်ကာကွယ်ရေးဆိုတာလောက်လာကြတယ် သူများကြိုးစည်းပွားမဟုတ်ဘူးကိုကြိုးစည်းပွားကိုကာကွယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အတိတ်ပဲအဲကရုဏာတွေကင်းမဲ့လာတယ်မုရိတာတွေကင်းမဲ့လာတယ်တူကြည့်ပွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်နောက်တစ်ခါအခြေအနေတစ်ခုပေါ်မှာဥပိ္ပခာမထားနိုင်ကြဘူးရံလိုကြတယ်ပုံတိကြတယ်တွေ့တာကြတယ်ဆိုရင်အနေထားတွေဖြစ်လာတယ် အဲ့ဒါတွေကကဘာပြတ်ဖို့ရာအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာအဲ့ဒါကြောင့်မို့လို့လောကပြုဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပိ္ပခအဲမုရိတာပွားကြပါဥပိ္ပခထားကြပါမိဘနှပါသေးစားကြပါ လူကြီးသူမတွေကိုယူသေးကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါ အဲ့ဒီခေတ်ကဘာမပြက်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင်လူဆိုတာကြောက်ပြီဆိုရင်ပိုလို့တယ်နော်ကြောက်စရာရှိရင်ပိုကြောက်တတ်တယ်သူကဒါကြောင့်မလို့အဲ့ဒီချိန်မှာလူတွေဟာစိတ်ကောင်းနှလုံးကောင်းထားမေတ္တာဘာညာပွားများအထောက်ကြတဲ့အခါမှာလူတွေဟာမြတ်ပြည့်ရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီဒါဖြင့်တိရိစ္ဆာန်တွေရော အဲတရိစ္ဆာန်တွေကလည်းအဲ့ဒီအချိန်မှာတကောင်းတကောင်းသိမငင်းစဲတော့ဘူးလေမငင်းစဲဘူးကျင်နာမှုလေးတွေတကောင်းတကောင်းအကျင်နာလေးတွေရှိကြီးတွေခွေးတွေတောင်မှတခါတခါကျတော့တကောင်းတကောင်းကျင်နာမှုလေးတွေရှိတယ်လေသူတို့မှလည်းအဲ့လိုအကျင်နာတရားလေးတွေထားတတ်လာတဲ့အခါမှာဒီတရိစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့နှက်ပြေရောက်ကြတယ်နှက်ပြေရောက်တဲ့အခါနှက်ပြေရောက်တဲ့အခါကျတော့ဆန်တရားဆက်ပွားများတဲ့အခါပြမပြေရောက်ကုန်ကြတယ် ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်တသိတ္တဝါတွေအားလုံးဟာနောက်ဆုံးမှာကဘာပြတ်ဖို့ကဘာပြတ်မဲ့နယ်ပယ်လွတ်တည်ထီအောင်သဘာမီးလောင်တဲ့ထဲမပါရ သူတို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြတ်တာကတော့သူကသူ ပြတ်မှာပဲမရဘူး။ဘာပြတ်လို့တော့ဆိုတော့မမြဲတဲ့သဘောတရားကို ပြ်ချိန်တန်လို့ပြက်တာအဲ့တော့တတ္တဝါတွေကဒီထဲမှာပါရအောင်စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါနောက်ဆုံးမှပြမပြည့်ချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာလိုက်မှာအဲ့ဒီမှာမိဖြတ်တဲ့ကဘာဆိုလို့ရှိရင်ဘယ်ဒီအောင်ဖြတ်တုံးဆိုရင်အာဘဒရပြမဘုံရဲ့အောက်ကြည့်အောင်ကုန်ဖြတ်တယ်အာဘဒရပြမဘုံရဲ့အောက်ကြည့်အောင်ကုန်အဲ့တော့ဇမ ပါရိသေသဗျမပရောဟိတာမဟာဗျမလို့ဆိုရဲပထမဇံဗျမဘုံပါသွားတယ်အဲ့ဒီဘုံပြက်သွားအကုန်လုံးမီးလောင်မီးလောင်နဲ့ထဲပါသွားရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့သုဘကိဏာဆိုရဲဗျမပြည့်ရဲ့အောက် ကုံပါသွားတယ်တခါလေးဖြတ်တဲ့ဘုံကျတော့ပို့ပြီးတော့လေးဖြတ်တဲ့ကဘာကျတော့ ဒီဝေဟဘုဘုံရဲ့အောက်မှာရှိတဲ့ဖြမဘုံလေးပါပါသွားတယ်။ပို့ပြီးတော့လေကပိုပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့။အဲတော့မိဖြစ်ပြီးဆိုလို့ရှိရင်တော့နေတစင်းပြီးတစင်းတစင်းပြီးတစင်းထွက်လာပြီးတော့နောက်ဆုံးမှာမိုးတွေလုံးဝမိုးမရွာတော့ပဲနဲ့နေရာလည်းပဲမဝင်တော့ဘူးတစင်းပြီးတစင်းအဲ့တော့ဒီစัจ java လာပြင် နေရီရှိတယ်ဆိုတာ သိပ္ပံဆရာတွေကတော့အခုတွေ့တယ်နော်နောက်ထပ်နေတစ်စင်းတွေ့နေတယ်တို့နေနှစင်းတွေ့တယ်တို့ဒီလိုရှိတယ်အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရအတွက်နေတွေဟာဒီစัจ java လာတွေကိုချင်းကပ်လာတဲ့အိဗယ်မျိုးပေါ့ဒါကတဘာဝကြီးကသူ့အတူဖန်တီးလာတယ်ခြေဖြတ်တဲ့ကဘာကြတော့မိုးရွာလာ ရွာလာတဲ့မိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအစ်စ်မိုးတွေဗာမိုးညာမိုးတွေမိုးဝရှိသေးတာဟုတ်အဲ့ဒီကဘာဖြစ်တဲ့မိုးကြတော့ဘာလို့မိုးတွေတုံးဆိုဆန်းငံကြီးမိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်ထိလိုက်အေးပျော်သွားနိုင်တာအဲ့တည်းမငံတဲ့မိုးရည်တွေနဲ့အကုန်လုံးဟာဆန်းငံကြီးထိတဲ့အခါမှာ ကြောက်တယ်လည်းပဲအကုန်လုံးဆွေးမြေ့အေးပြောတောင်းတယ်လည်းဆွေးမြေ့အေးပြောအဲ့ဒီလိုထိလိုက်တဲ့ဟာတွေကအကုန်အေးပြောပြီးတော့ပျက်စီးသွားအောင်ကဘာဖြတ်တဲ့ဘိုးကြီးရွာပြီးတော့ကဘာကြီးကိုလွှမ်းသွားနိုင်တယ်အဲ့ဒါကရေဖြတ်တာလေဖြတ်တာကြတော့တဖြည်းဖြည်းမြူမုံလေးတွေလွဲ့နေလေကနေစပြီးတဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာ တိုက်အိမ်ကြီးလောက်ကြောက်တုံးကြီးတွေထီအောင်လွင့်သွားအောင်တိုက်တဲ့လေမုန်တိုင်းကြီးတွေထီအောင် နောက်ဆုံးမှတောင်ကြီးတွေကလွင့်ပါသွားတဲ့လေမုန်တိုင်းကြီးတွေထီအောင်တိုက်လာပြီဘာမှမကြံတော့ဘဲနဲ့နောက်ဆုံးမှစัจ java လာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အမုန့်ဖြစ်သွားတဲ့ထီအောင်တိုက်ဖြစ်တယ်အာဂတာကြီးပဲကြံတော့တယ်အဲ့တော့မီးလောင်ရင်လည်းပဲအာဂတာပဲကြံတယ် ရေဖြတ်လို့ရှိရင်လည်းရေထဲမှာအရေပျော်သွားလို့အာဂတာကြီးပဲချက်နေလေတိုက်လို့ရှိရင်လည်းတစ်ခုခုလွင့်ပြီးတော့တစ်ခုနဲ့တစ်ခုရိုက်ခတ်လို့အမုံနေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာဂတာကြီးပဲချက်နေလို့ကဘာကြီးတစ်ခုလုံးဟာဒီလိုဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုဖော်ပြထားတာရှိတယ်။အဲဒါလို့ဖော်ပြထားတာဟာအမှန်မဲလားလို့ဆိုတော့ရသော်ဗျာကိုယ်တိုင်ကဟောထားရတဲ့အချိန်မှာ ေဒီအကြောင်းအရာကိုတတ္တဗံမတဘာတိပိပုဂ္ဂိုလ်တွေကတော့ယုံမမဟုတ်ဘူးတဲ့မြတ်စွာဘုရားကိုယ်တိုင်။သို့တော်လည်းမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲလို့ဒီလိုဟောတယ်။ဒီကောင်းများစွာကြားတဲ့အခါမှာဒီအခြေအနေဆိုးတွေဖြစ်ပေါ်လာမယ်လို့ဒါကတော့မမျော်လင့်နိုင်ပဲနဲ့အမတမရှိချာလာတဲ့အခါကာလအတွင်းမှာဒါမျိုးရဖြစ်လာမှာ ပျက်စီးမှုဆိုတာတစ်ခုခုနဲ့ဒီလိုပျက်စီးသွားမှာအဲ့ဒါလို့တ ত্ত্ব ဝါတွေအားလုံးကလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကိင်းကြီးရနေလွတ်ပြီးတော့ကောင်းရသူတွေမှာနေကြတယ်အဲတချို့စာတွေမှာတော့ရေးထားတာရှိတယ်ဒီကဘာပြောင်းခံရတယ်ဆိုတော့အမှန်တမ်းဆိုးွားတဲ့ပြစ်မှုကြီးတွေချင်းတော့လည်း ဒီနိဒမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီကံကံအကျိုးလုံးဝညင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာဝကလွတ်လန်းမရှိတော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကလည်းပဲကြောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစကြဝဠာအတွင်းမှာရှိတဲ့ငရဲသားတွေလည်းအလုံးတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ငရဲသားတွေလည်းပဲ သူတို့မှာတစ်ချိန်ကငရေတရိစံပြိတ္တမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတဝါတိုင်းမှာရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံတွေရဲ့ဆွမ်းအားနဲ့ဘဝတစ်ခုကအစင်တန်းလေးမြင့်လာလိုက် အနှစ်တသိန်းဆိုတော့အချိန်တွေအများကြီးရတာဟုတ်စိတ်ဓာတ်လေးတွေပြောင်း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 ပြီးတော့ ငရဲကလူလူဖြစ်လူဖြစ်တဲ့ကမ္မတရားကျင့်တရားကျင့်တဲ့အခါမှာဗြဟ္မပြေရောက်တိရိစ္ဆာန်လေးတွေကလည်းအကျင့်နာတရားထားရကနေလူဖြစ်လူဖြစ်တဲ့ကမ္မဟောတရားကျင့်အဲလူဘဝမှာတရားကျင့်လို့မမိတဲ့ပုဂ္ဂိုလ်ကတပည့်ရောက်တပည့်ကြတော့တတ္တိကအသိဉာဏ်ပူထက်တယ်ပူထက်တော့အချင်းချင်းတတိပေး ဟောပြောတာနဲ့တရားကျင့်ဗြဟ္မပြေရောက်ကြဒီလိုနဲ့ခဘာပြတ်တဲ့ခိန်းကနေပြီးတော့လွတ်ပြီးတော့သွားကြတယ်လို့ ကဘာပြည့်မှုနဲ့ပတ်သက်ပြီးတော့ဝိတ္တုမဲ့မှာ ဖော်ပြထားတာရှိတယ်။ကြည်ကြည်ပြည့်ပြည့်ဖတ်ချင်တဲ့ပုဂ္ဂိုလ်ရအဲ့ဒါဝိတ္တုမဲ့မြန်မာပြန်ကိုဖတ်လို့ရတယ်